မင်္ဂလာပါရှင်စီအန်အိုင်သတင်းဌာနရဲ့2025ခုနှစ်နိုဝင်ဘာလ20ရက်နေ့အတွက်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ဒီကနေ့တင်ဆက်ပေးမယ့်သတင်းအကြောင်းအရာတွေကတော့ SNA အနေနဲ့စကိုင်းတိုင်းဒေတာကြီးအထက်ပိုင်းရှိဗမောက်မြို့ကိုပြန်လည်ထိုးစစ်ဆင်နိုင်ရေးအတွက်ဘယ်လိုအခက်အခဲတွေရှိနေလဲဆိုတဲ့အပေါ်စီးရင်နဲ့နိုင်ငံရေးအခက်အခဲတွေကြောင့်တုံ့တက်မှုတွေရှိနေတယ်ဆိုတဲ့သတင်းထိုင်းဝန်ကြီးချုပ်ဟောင်းတက်ဆင်ရှင်နဝက်ရဲ့အမှုတွေဟာ ဖြူထိုင်းပါတီကို NDA ဖြစ်စေနိုင်တယ်ဆိုတဲ့သတင်းအပါအဝင် နောက်ဆုံးရပြည်တွင်းသတင်းနိုင်ငံတကာသတင်းနဲ့အခစားသတင်းတွေကိုတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်။ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့တင်ဆက်ပေးမှာကတော့ SNA အနေနဲ့စကိုင်းတိုင်းဒေတာကြီးအထက်ပိုင်းရှိဗမောက်မြို့ကိုပြန်လည်ထိုးစစ်ဆင်နိုင်ရေးအတွက်ဘလို့အခက်ခဲတွေရှိနေလဲဆိုတဲ့အပေါ်စီးရင်နဲ့နိုင်ငံရေးအခက်ခဲတွေကြောင့်တုံ့တမ်းမှုတွေရှိနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရှမ်းပြည်အမျိုးသားများတက်မတော် SNA အနေနဲ့ စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းရှိဗမောက်မြို့ကိုပြန်လည်ထိုးစစ်ဆင်နိုင်ရေးအတွက်ဘလို့အခက်ခဲတွေရှိနေတယ်လဲဆိုတဲ့အပေါ်စစ်ရေးနဲ့နိုင်ငံရေးအခက်အခဲတွေကြာတုံ့တက်မှုတွေရှိနေကြပါတယ်။ဗမောက်မြို့ကို KIA PDF ကဒူးပူပေါင်းတပ်ဖွဲ့တွေက2025ခုနှစ်စက်တင်ဘာ15ရက်ကထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးစက်တင်ဘာ20ရက်မှာတင်ပိုက်ခဲ့တာပါ။ SNE ဘက်ကဗမောက်မျိုးပြန်လည်ရရှိရေးကိုထိုးစစ်ဆင်တိုက်ခိုက်မှုတွေလက်ရှိမှာငြိမ်သက်နေတာဟာလက်နက်ခဲယံတွေအားနေတာကြောင့်ဖြစ်နိုင်တယ်လို့ တိုင်းလိုင်ရှမ်းပြည်အမျိုးသားများဖွံ့ဖြိုးတိုက်တက်ရေးပါတီ TNDP မှဥက္ကဋ္ဌဆိုင်တီအောင်က CNN သတင်းဌာနကိုပြောပါရယ်။စကိုင်းတိုင်းဒေသကြီးမှာ KIA ရဲ့နေမြေစိုးမိုးမှုကျေပြန့်လာနိုင်ပွဲရှိမရှိဟာ SNE ရဲ့ဆွမ်းဆောင်ရေးအပေါ်မှာမူတည်နေကြောင်းလည်းသူကပြောပါရယ်။ CIA တော့ကတော့လေအိမ်မောက်မှာကဒီအဒီကတော့ချက်စင်ဘက်ကကန်ဆောင်ထားတဲ့ NNC ပေါ့နော်။အားနည်းတယ်လို့တော့ကျွန်တော်သိရတာပေါ့။ နောက်တစ်ခုကသူတို့ကဒီအင်းတော်မှာရတော့တဲ့ temper တွေဘာတွေကအင်းဒါမှကောင်းတယ်ပြောတဲ့ temper ပဲကျန်ပါတယ်။ဒါဒရုံးကြီးကအဲ့ temper တွေမကျော်နိုင်တဲ့အခါကျတော့ဗမောက်မှာစီးလုံဆမ်းမှုကစက်တန်နေလို့ဖြစ်တာပေါ့။ဒါဗမောက်ရဲ့အမီနာနားရဲ့အခါဆိုဗမောက်နဲ့တမိုင်ကပဲဝေးတော့တာ။အဲ့လိုရောက်ရှိနေပြီပဲဗမောက်ကိုမြို့ပြင်းမြင့်တက်ကတော့နည်းနည်းဖြစ်ဖြစ်ရှိနေတာပေါ့။နောက်တစ်ချက်ကကျွန်တော်တို့ဗမောက်မှာကျွန်တော်ချမ်းမြေများတယ်ဆိုတဲ့အခါကျတော့အတူတင်းတိုးလိုက်ရင်ကပ်ပြူရဲ့အိုးရင်ဒီလောက်ပြည့်စုံမှလည်း 啊，这你这这六年了，办营业执照都交不了，就是、去了。嗯，这要到哪来留着去了？嗯，五年了。嗯，去不了了，家里那这么高木啊，他们去不了就啥个了，在地上上面两层上，比较多啦，离地低，比较年中重了，你看比较到高木完了，边也没没树木，树木树出来个，我们那些那个正常木来扒了不？ အဲ့အဲ့ဆိုရင်တမ်းဟိုမှာဆန်နီယူရတာတမ်းပါချင်းရကကြတော့သူ့အနေနဲ့စစ်နေအောင်တိုက်နိုင်မယ်ဆိုရင်တော့ဒါကေလေးကိုစုံးကကျုံသွားနိုင်မယ်ဆက်ဆံစနေအောင်တိုက်နိုင်ဆိုကေရရနိုင်ကြည့်ရမှာပါ SNI ဟာစကိုင်းတိုင်းဒေသကြီးအလဲပိုင်းကနေအထက်ပိုင်းအထိလှုပ်ရှားနေတဲ့ရှမ်းပြည်လက်နက်ကိုင်အဖွဲ့ဖြစ်ပါတယ်။ SNI အနေနဲ့ဗမောက်မြို့ကိုမိမိမြို့အဖြစ်ခံယူထားတဲ့အတွက်သူတို့အဖွဲ့တွေပြန်သာလာတဲ့အခါမှာပြန်လည်တိုက်ခိုက်မယ်အနေထားရှိတယ်လို့နိုင်ငံရေးလှလာတုံးသက်သူစိုင်းမင်းက CNN သတင်းဌာနကိုပြောပါတယ်။ ဒါကဒါကတမိုင်းအရာ ကြီးရလို့ရှိရင်တော့ဒီအဲလူမျိုးရေးကရှမ်းပြည်နဲ့ကတိကအိမြပြည်ထနာတောက်လျှောက်တက်လာနေတယ်။အဲ့ဒါကတော့တကယ်ကိုဒီအဲစေတနာမှန်နဲ့မမဖြစ်ချင်းလို့ရှိရင်တော့လူမျိုးရေးတက်တနာကတော့ပုံကြီးလာနိုင်တဲ့အလားအလာရှိတယ်။ဘာကြီးအခုချိန်ကြီးကရှမ်းပြည်ကလည်းတော့အပြင်းအထန်ကတက်ရှိလာနေတဲ့အနေအထားရှိနေတယ်လေနော်။ အဲ့ဒီအဲ့ဒီဒေတာဖက်ကတော့အတဖက်ကလည်းဒီ GIA ဥဆောင်တဲ့ PDF တွေဒေါ်လာငွေတက်တက်တွေနဲ့ကူပေါင်းပြီးတော့တိုက်ပွဲဆင်နွှဲနေတယ်ဆိုတော့အလားအလာကတော့အဲရောကြမဲ့ပုံတော့မပေါ်ပါဘူးအစီကောင်စီနဲ့တိုက်ပွဲဖြစ်နေတည်း၍ SNE နဲ့လည်းဒီ EDP တာဖက်မှာ GIA နဲ့နောက် PDF တွေနဲ့လည်းတိုက်ပွဲဆက်တိုက်ဖြစ်နေအောင်ပါပဲ ီအဖက်ဖက်ပေါ်တော့ဒီတိုက်နေတာကတိတ်ပွဲဆိုတဲ့ဟာကဒါတဲ့ဖက်ကတော့ဝင်သိမ့်နေနောက်ဆုံးတွေပြန်တိုက်တယ်အဲ့ဒါတဘာဝပဲလို့တော့မြင်မြင်နေတယ်ဘာဆိုပါပါလို့ဒီဒီဗမာက SSL ကသူရဲ့မြို့ဟိုဆိုတော့သူကအဲ့လိုမျိုးခံယူထားတော့သူအားပြန်တာတဲ့ရက်ကတော့သူကပြန်ပြန်ဆိုင်နေအနေထားတော့ရှိတာပေါ့နော်ဒါပေမဲ့လက်ရှိအနေထားကတော့ဘယ်လောက်လုံနိုင်လဲဆိုတဲ့အချက်ကတော့ပြောရတော့ဖြစ်တာပေါ့နော် ။ KIA ဥဆောင်တဲ့ပူပေါင်းတပ်ဖွဲ့ဟာဗမော်မှာမြမတက်မတော်နဲ့စစ်ရေးပြင်းထန်ပြီးရှုံးနိမ့်နေချိန်မှာဗမောက်မျိုးကို2025ခုနှစ်စက်တင်ဘာ15ရက်ကစတင်တိုက်ခိုက်ခဲ့ပြီးစက်တင်ဘာ20ရက်မှာသိမ်းပိုင်နိုင်ခဲ့ပါတယ်။အဲ့ဒီတိုက်ပွဲတွေကြောင့်ဗမောက်မျိုးအနည်းရှိကြေးရွာတွေကကဒူးလူမျိုးတွေဟာရှမ်းပြည်အမျိုးသားများတက်မတော် SN ထိန်းချုပ်ထားတဲ့ဗမောက်မျိုးအနောက်ချမ်းကိုထွက်ပြေးတင်းရှောင်လာခဲ့ကြတာပါ။ဗမောက်မျိုးမှာရှမ်းပြည်လူမျိုးအများဆုံးနေထိုင်ပြီးဒုတိယအများဆုံးကတော့ကဒူးလူမျိုးတွေဖြစ်ကြပါတယ်။ KIA အနေနဲ့ဗမောက်ကိုရရှိသွားတဲ့အတွက်စကိုင်းတိုင်းအထက်ပိုင်းကိုရှေခါလူလက်နက်ပို့ဆောင်ဖို့အဆင်ပြေသွားကြောင်းလဲစစ်ရေးတဲ့နိုင်ငံရေးကိစ္စတွေကထောက်ပြကြပါတယ်။လက်ရှိမှာ SNA တပ်ဖွဲ့ဟာဗမောက်မျိုးအနောက်ဘက်ကျန်းကိုထိန်းချုပ်ထားပြီးဗမောက်မျိုးရှိတမိုင်အကွာမှာရောက်ရှိကပြန်လည်သိမ်းပိုက်ရေးကြိုးပမ်းနေကြောင်းလဲသိရပါတယ်။မြန်မာနိုင်ငံငြိမ်းချမ်းရေးရရှိဖို့နိုင်ငံတော်အစိုးရတက်မတော်နဲ့လက်နက်ကိုင်အဖွဲ့အစည်းတွေကြားဘလို့နိုင်ငံရေးနည်းလမ်းနဲ့ဆောင်ရွက်တင်တယ်ဆိုတဲ့အပေါ် စီးရင်နဲ့နိုင်ငံရေးကက်ခတ်တွေကမေကွန်းထုတ်လျက်ရှိနေပါတယ်။သတင်းပြည်စုံကိုတင်ဆက်ပေးပါမယ်။မြန်မာနိုင်ငံငြိမ်းချမ်းရေးရရှိအောင်နိုင်ငံတော်အစိုးရတက်မတော်နဲ့လက်နက်ကင်အဖွဲ့အစည်းတွေကြားဘလို့နိုင်ငံရေးနည်းလမ်းနဲ့ဆောင်ရွက်တင်တယ်လဲဆိုရဲပေါ့။စီးရင်နဲ့နိုင်ငံရေးအကဲခတ်တွေကမေကွန်းထုတ်လျက်ရှိနေပါတယ်။လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ဖို့အတွက်အခြေခံလိုအပ်ချက်များစွာရှိနေတဲ့အတွက်ငြိမ်းချမ်းရေးရရှိရင်တိုင်းတာစီးလုံးညီညွတ်ရေးကအရေးကြီးကြောင်းငြိမ်းချမ်းရေးရရှိဖို့အတွက်နိုင်ငံရေးနည်းလမ်းနဲ့ဆောင်ရွက်ဖို့လိုအပ်တယ်လို့ NPNC ဥက္ကဋ္ဌဒုတိယဗိုလ်ချုပ်ကြီးရာပြီးကပြောကြားထားပါဗျာ ငင်းကြေးဆောင်ရွက်ရမှာပဏိပခရဲ့အခြေခံအကြောင်းတရားတွေဖြစ်တဲ့နိုင်ငံရေးခံယူချက်တွေတမိုင်းနောက်ခံအဖြစ်ပြက်တွေဝါဒရေးရအငင်းပွားမှုတွေထက်မစင်စားသေးတဲ့ငင်းကြေးဖြစ်စဉ်အလုံးဖြစ်နိုင်ဘူးလို့အစိုးရနဲ့နိုင်ငံရေးအကြီးအကဲတွေကထောက်ပြကြပါတယ်နိုင်ငံရေးနည်းလမ်းဆိုတာကငင်းကြေးရရှိရတဲ့ပြည်တွင်းအုပ်ချုပ်ရေးကိုပိုပြီးကောင်းမွန်အောင်လုပ်ဆောင်ပြီးပြည်သူလူထုထောက်ခံမှုရအောင်စ조사ဖို့လိုတယ်လို့နိုင်ငံရေးလေးလာတုံးသက်သူဒေါက်တာအောင်မျိုးကစီနံတင်ဆောင်လာကိုပြောပါတယ်နိုင်ငံရေးနည်းလမ်းဆိုတာတရားနဲ့တရားကျွန်တော်တို့ကဟောပေါ့နော်ဇဘောပိုင်းမှာဆွေးနွေးပြီးတော့ကျွန်တော်တို့အပြည့်အစုံတက်ပြီးနော် ်ဘူးဒါဆိုသူလည်းအခုဆိုလို့ရှိရင်ဟာကိုယ့်ကဆိုလည်းသူ့ဟောလားသူ့ data ကသူ့ဘူးကိုစူပါကဟိုဒါဆိုတော့ဘူးကတင်တော့ခုထားတဲ့သဘောသူ data မှာဖြစ်ရှိသွားပြီဒါသူ့ကိုဒါကျင်းတဲ့ပါဒီကခဏနဲ့အခုဆက်ပြီးတော့သူ့လောက်လာနေဆိုတော့ဒီကြလို့ရှိနေတယ်ဒီလူတွေရဲ့ဟိုတက်တဲ့ဒီလူတွေကဒီစီစီပါနေမှာသူ့ကိုဘုဆောက်ခံမှာပေါ့နော်ဒီလိုပြောတာဟုတ်ဒီကနေ့တော့ ောင်းစရာကောင်းလို့ပြရအောင်ဒီမှာဒီဒီခုထောက်ခံမှုရအောင်ဆိုမျိုးကလို့ရအောင်နော်ဒါကမကြေရရမှာလေနောက်ပေါ်လာမယ့်အစိုးရကမကြားတော့ဘူးလေဟုတ်လားဒီမိုကရေစီကပေါ်လာလို့ရှိရင်ဒီအခြေအနေကိုလည်းရအောင်နော်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကိုလှုံ့ဆော်ကြတဲ့နေရာမှာအယူအဆအမျိုးမျိုးအသွေးခေါ်အမျိုးမျိုးကြိုးပမ်းဆောင်ရွက်မှုတွေအမျိုးမျိုးရှိရလို့နိုင်ငံရေးလေလာဆောက်ကြည့်သူတွေကလည်းထောက်ပြကြပါဗျ။ငြိမ်းချမ်းရေးရရှိဖို့အတွက်နိုင်ငံတော်အစိုးရနဲ့လက်နက်ကိုင်အဖွဲ့အစည်းတို့ကစူးနှိမ်ညှိနှိုင်းမှုတွေကိုကြိမ်ပန်းများစွာလုပ်တင်ကြ အဲ့ဒီလိုတစ်ဖက်နဲ့တစ်ဖက်ပေါင်းစပ်ညှိနှိုင်းမှုတွေလှုပ်ဆောင်ရင်းမှာငြိမ်းချမ်းရေးဖြစ်ပေါ်လာမှာဖြစ်တယ်လို့ပြည်အောင်စုကြံ့ခိုင်ရေးနဲ့ဖွင့်ပြိုးရေးပါတီမှာပြောရေးဆောင်ဝင်ရှိသူဦးဒိန်ထုံးကစီနံစတင်းဆောင်လာကိုပြောပါတယ်ကျွန်တော်တို့ဟိုဘောနော်တွေးဆောင်ဆွေးနွေးမှုတွေဆောင်ရွက်မယ်ဒါနိုင်ငံတော်လည်းပဲအခုဆောင်ရွက်နေတဲ့လုပ်ငန်းစဉ်တွေရှိတယ်ပေါ့နော်အဲ့လိုတွေးဆောင်ဆွေးနွေးမှုတွေမှာအဲတစ်ဖက်ကလည်းပဲဖြစ်နိုင်ဒီဟိုကဟိုဘောနော်ဟိုပြောမယ်တစ်ဖက်ကလည်းပဲလိုက်လျောနိုင်ညာလိုက်လျောမယ်ဆိုတဲ့ဒီအောက်ဆက်ညီနိုင်ဆောင်ရွက်မှုမျိုး တွေကိုဒါချိန်မှန်များစွာလုံရင်းလုံရင်းရနေပြီးတော့ဒီငိမ့်ဉိုင်းရေးကျွန်တော်တို့ပြီကိုရောက်သွားမယ်အဲ့လိုရောက်သွားတဲ့အခါမှာလည်းပဲအဲဒီလိုအခြေအနေမျိုးတွေစင်ပြေလာပြီဆိုလို့ချင်းအဲ့ဒီအဖွဲ့အစည်းတွေကနေပြီးတော့ပေါ့နော်ကျွန်တော်တို့လက်နက်ကိုင်ဖွဲ့စည်းတွေကနေပြီးတော့ငိမ့်ဉိုင်းရယူပြီးတဲ့အခါမှာကျွန်တော်တို့နိုင်ငံတော်အားနေပြီးတော့ပြင်ပပြုလုပ်နေတဲ့ရွေးကောက်ပွဲတွေမှာပါဝင်ရှင်ပြန်ပြီးတော့၎င်းတို့ဒေတာကနေပြီးတော့ကိုယ်စလဲတွေပေါ်ထွန်းလာမယ်အဲ့ပေါ်ထွန်းလာတဲ့ကိုယ်စလဲတွေကနေတစ်ဆင့်ကျွန်တော်တို့ပြည်သူ့ကြိုးတိုင်းပြည်သူ့ကိုဆောင်ရွက်သွားနိုင်လိမ့်မယ် ဆိုလိုတာကတော့ပေါင်းစပ်ညှိနှိုင်းမှုတွေလုံရင်းလုံရင်းရနေပြီးဒီငင်းငိုင်းဆိုတာဖြစ်ပေါ်လာမှာဖြစ်ပါလေဗျ။ဟုတ်ကဲ့။လက်ရှိမြန်မာနိုင်ငံမှာမြန်မာတပ်မတော်နဲ့လက်နက်ကန်အင်အားစုတွေကြတိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားနေပြီးငင်းငိုင်းလုပ်ငန်းစဉ်တို့လည်းအကောင့်တွေမပေါ်နိုင်ပဲဖြစ်နေပါဗျ။မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ပြည်တွင်းစစ်က1949ခုနှစ်ဇန်နဝါရီလရက်နေ့လွတ်လပ်ရေးရပြီးခဲ့တဲ့ကနေအခုချိန်ထိဖြစ်ပွားနေရဖြစ်ပါတယ် နိုင်ငံရေးပါတီတွေဟာလက်နက်ကိုင်ပြိပခါကြားမှာပါတီရှင်တန်းအောင်စ조사နေရတယ်လို့ရခိုင်ဦးဆောင်ပါတီဥက္ကရာဒေါက်တာအေးမောင်ကပြောဆိုလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ နိုင်ငံရေးပါတီတွေဟာလက်နက်ကိုင်ပြပခချားမှာရှင်တန်အောင်စူးစမ်းနေရကြောင်းရခိုင်ဦးဆောင်ပါတီ AFP မှဥက္ကရာဒေါက်တာအေးမောင်ကစီရင်နိုင်တဲ့ဌာနကိုပြောပါရယ်လက်ရှိမြန်မာနိုင်ငံတဝက်မှာမြန်မာတပ်မတော်နဲ့လက်နက်ကိုင်အင်အားစုတွေကြားတိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားနေပြီးနိုင်ငံရေးပါတီတွေကိုလည်းရွေးကောက်ပွဲပူးပေါင်းဆောင်ရွက်မှုမလုပ်ဖို့လက်နက်ကိုင်အင်အားစုတွေကတတိပေးထားပါရယ်မိမိတို့နိုင်ငံရေးပါတီတွေဟာလက်နက်ကိုင်ပြပခတွေကြားရှင်တန်အောင်စူးစမ်းနေရကြောင်းရခိုင်ဦးဆောင်ပါတီ AFP ဥက္ကရာဒေါက်တာအေးမောင်ကစီရင်နိုင်တဲ့ဌာနကိုပြောပါရယ် 就個做個睇見，卡拉唔知得唔得保障先咯？做個見，佢有啲人啲，做嘢都靠的咩啊？西 talama 嗰個年年做緊事做啲，睇唔得保障。佢有做嘢想呢個年年做嘢年年做保嘛。佢有啲商家嗰啲，呢啲嘢呢啲嘢嘛，都睇唔到嘅。呢啲呢啲睇唔到嘅，都靠啲咩？車釐馬當嘛，我哋有啲冇咁多嘢，有啲嘢係需要更新全部嘅，需要更的嘅話都唔。 呀，前面要进去，把人困死都可能。所以，现在我把第一次用的路都干那个，你不能容易。呀，我们那快递他他家嘛，现在我住在，真的要把你那下面交流一下，可能我不得理由，我变瘦掉了都。 တခြားတစ်ဖက်မှာတော့လက်နက်ကင်အဖွဲ့အစည်းတွေနဲ့နှွေဦးတော်လန်ရေးအင်အားစုတွေကမြန်မာနိုင်ငံမှာကျင်းပမဲ့ရွေးကောက်ပွဲအားမပြတ်ပြတ်အောင်ဖြတ်မယ်လို့ကြွေးကြော်ထားသလိုရွေးကောက်ပွဲပူးပေါင်းပါဝင်သူတွေကိုလည်းအရေးယူသွားမယ်လို့ထုတ်ပြန်ထားပါတယ်။အခုလက်ရှိကာလမှာနိုင်ငံရေးပါတီတွေစွန့်စားရမှာဖြစ်ပြီးလက်နက်ကင်အဖွဲ့အစည်းတွေအားထိတ်ထိတ်မတွေးဖို့အရေးကြီးကြောင်းလဲတိုင်းလိုင်းရှင်းဒီအမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ TNDB ဥက္ကရာစိုင်းတီအောင်က CNN သတင်းဌာနကိုပြောပါရတယ်။အာလက်နက်ကင် ရလာတဲ့ခါကျစစ်ပေါင်းပြေလာတယ်အခုနိုင်ငံရေးပေါင်းပြေအောင်ကြာတော့စစ်သားပါလို့လည်းနိုင်ငံရေးပေါင်းပြေမှပြည်သူတွေရဲ့လက်ဆွဲစားတဲ့ဘဝလုံးချုံရေးရအားလုံးအမှတ်တွေကြီးလာအကြောင်းမို့ဒီနေ့ကျွန်တော်နိုင်ငံရေးသမားတွေကတော့ ဒီမှာနိုင်ငံရဲ့သမိုင်းသူတာဝန်တော်ပဲပြောလို့ရတာပေါ့နိုင်ငံရေးပေါင်းကျအောင်တော့ဆွံ့သွားပြီးမှလွတ်လပ်တာရမယ်လို့ပြောတယ်အဓိကတော့ information ပေါ့နော်ပါတီဆိုတော့လည်းပြည်သူကြားထဲမှာပွာလာခဲ့တာဆိုတာကြာတော့ဒီနေ့တရားရင်ကျွန်တော်တို့ information ရဖို့တော့လက်အင်းတော့ဒီကောင်ဥပမာဆိုရင်တော့ကျွန်တော်နိုင်ငံနေ့မှာပြန်မယ်ဆိုတဲ့အခါကြာတော့ရမီကနာကျွန်တော်ပြန်မယ်ကျွန်တော်ကျွန်တော်ပါတီရတယ်ပါတီပြင်း တော့ဒီနေ့မှာဒီပြည့်ပြည့်ရတာရှိတာတယ်အဲမှာကျွန်တော်ပြမယ်နေ့မှာပဲဒီကနေ့မေလန်ကြားထဲမှာပြည်ရင်ရသူ့ကြောင့်ကြောင့်တောင်းပေးရတဲ့ဆိုတော့မြန်မာနာဂပီဒီအက်ဒီတောင်းရန်အနမနာဆိုတာပြည့်တွေကိုပြည်ရလက်နဲ့ဆက်ဆွေးပေးရတဲ့ဆိုတော့ကြောင်းကြီးကိုဝင်ပို့တာတော့နော်ဒါပေမဲ့လည်းအလုပ်တစ်ခုကိုသူလုပ်ဖို့ကြတော့ပြည်မင်းကြီးဆိုတဲ့ကြောင်းလေးကိုသူဝင်ပို့လာတဲ့ခါကျတော့ကျွန်တော်မြင်ရတော့ဖြည့်ဖြည့်လေးမှအလုပ်လုပ်ရတာပေါ့ဆိုတော့လက်နဲ့ဆက်ဆွေးပေးရင်ကျွန်တော်ထိတ်တိတ်မပြုတ်ဘူးတော့အမှုပြုပါတယ် ဒီလိုတဲ့နိုင်ငံရေးပါတီတွေကတော့သုံးစားပါလိမ့်မယ်ဒါပေမဲ့ဒီဝိရိယကြီးတော်နဲ့အလုံးလုံးကမှသူလည်းလုံးကြိုးကြတယ် မြန်မာနိုင်ငံမှာလက်နက်ကင်ပြည်ပခဖြစ်ပွားလာခဲ့တာဟာ1948ခုနှစ်လွတ်လပ်ရေးရပြီးနောက်ပိုင်းကတည်းကနေယနေ့အချိန်ထိဖြစ်ပါတယ်။လက်ရှိအချိန်ထိမြန်မာနိုင်ငံမှာတည်ရှိနေတဲ့လက်နက်ကင်အင်အားစုတွေ short ချရေးနဲ့ပပျောက်ရေးအတွက်ဆောင်ရွက်နိုင်တဲ့နည်းလမ်းနဲ့အဖြေကိုရှာမတွေ့သေးပါဘူး။အဆိုပါအခြေအနေတွေကြားမှာပဲနိုင်ငံရေးပါတီတွေဟာ2025ခုနှစ်ဒီဇင်ဘာ28မှာကျင်းပမဲ့ရွေးကောက်ပွဲအားဝင်ရောက်ရှင်ပြိုင်ဖို့ပြင်ဆင်နေကြပါတယ်။ ။ CNN သတင်းဌာနရဲ့နိုင်ငံတကာသတင်းတွေကိုဆက်လက်တင်ဆက်ပေးပါမယ်။ထိုင်းဝန်ကြီးချုပ်ဟောင်းတက်ဆင်ရှင်နဝက်ရဲ့အမှုတွေဟာ Future Party ကို NDA ဖြစ်စေနိုင်တယ်ဆိုတဲ့သတင်းကိုဆက်လက်တင်ဆက်ပေးပါမယ်။ထိုင်းဝန်ကြီးချုပ်ဟောင်းတက်ဆင်ရှင်နဝက်ဟာလက်ရှိမှာတရားရေးနဲ့နိုင်ငံရေးပြဿနာတွေနဲ့ရင်ဆိုင်နေရတာကြောင့် Future Party ကို NDA ဖြစ်လာစေနိုင်တယ်လို့ကြမ်းကျင်သူတွေကသုံးသပ်နေကြောင်း Bangkok Post မှာဖော်ပြခဲ့ပါတယ်။တက်ဆင်ဟာအမှုများစွာနဲ့ရင်ဆိုင်နေရတာကြောင့် ထောင်နဲ့နှစ်ရှည်ချမှတ်ခံရပွဲရှိနေပါတယ်။ကျွမ်းကျင်သူတွေကတော့သက်စင်ဟာလမ်းမိတ်ထွေထွေရွေးကောက်ပွဲကာလထက်ကြောလွန်ပြီးအချင်းချခံရပွဲရှိနေသဖြင့်ဖြူထိုင်းပါတီရဲ့ညွှန်ပေါင်းအစိုးရအဖွဲ့ဦးဆောင်နိုင်စွမ်းကိုထိခိုက်စေလိမ့်မယ်လို့သုံးသပ်ထားကြပါတယ်။နိုဝင်ဘာ18ရက်ကသက်စင်နဲ့သူ့ရဲ့မိသားစုဟာ အကြီးစားထိုးနှက်ချက်နှစ်ခုနဲ့ရင်ဆိုင်ခဲ့ရပါတယ်ပထမတစ်ခုမှာအစိုးရရှေ့နေတွေကတက်စင်ဟာတော်ဝင်အတရေဖြစ်မှုဆွဲချက်တွေမှာတရသေးလွတ်ပေးခဲ့တဲ့တရားရုံးရဲ့ဆုံးဖြတ်ချက်ကိုအယူခံဝင်မယ်လို့ပြောကြားခဲ့တာဖြစ်ပါတယ်ဒီအမှုမှာတက်စင်ဟာ2015ခုနှစ်ကတောင်ကိုရီးယားသတင်းစာတစောင်းနဲ့ပြုလုပ်ခဲ့တဲ့အင်တာဗျူးမှာထိုင်းမင်ရင်မိသားစုကိုဝေဖန်တဲ့မှတ်ချက်တွေပြောကြားခဲ့တာနဲ့တော်ဝင်အတရေဖြစ်မှုဆွဲချက်တွေနဲ့ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ် ဒုတိယတစ်ခုမှာတရားရုံးချုပ်ကသက်စင်အားဘတ်ဆက်ခွန်တသက်မှ6ဘီလီယံအခွန်ပေးဆောင်ဖို့စီရင်ချက်ချခဲ့တာဖြစ်ပါတယ်။2006ခုနှစ်ကသက်စင်ရဲ့ရှင်ကော်ကုမ္ပဏီရှယ်ယာတွေနဲ့ ဆက်နွယ်ပြီးအခွန်ဆောင်ဖို့တရားရုံးချုပ်ကအမိန့်ချခဲ့တာဖြစ်ပါတယ်။အစောပိုင်းစီရင်ချက်တွေမှာသက်စင်ဟာအသာရခဲ့ပေမဲ့လည်းတရားရုံးချုပ်ကဒီစီရင်ချက်တွေကိုပလက်ခဲ့ပြီးသက်စင်ရဲ့အမှုမှာအခွန်ဌာနရဲ့အခွန်လေလာဆန်းစစ်ချက်ဟာတရားဝင်မှုရှိကြောင်းကြေညာခဲ့ပါတယ်။အဲ့ဒီလိုတရားရေးပြဿနာတွေဟာဖြူထိုင်းပါတီရဲ့ရွေးကောက်ပွဲပြင်ဆင်မှုတွေကိုအားနည်းစေနိုင်ပြီးဖြူထိုင်းပါတီအတွင်မှာဩဇာကြီးမားတဲ့နိုင်ငံရေးသမားတွေဟာပါတီမှထွက်ခွာပွဲရှိကြောင်း နိုင်ငံရေးလေလာသုံးသက်သူပီချိုင်းရန်နာတီလာက နာပူကတ်ကပြောကြားခဲ့ပါတယ်ဖြူချိုင်းပါတီရဲ့ဩဇာကြီးမားတဲ့နိုင်ငံရေးသမားတွေဟာလာမယ့်ရွေးကောက်ပွဲမှာနောက်တစ်ကြိမ်ပြန်လည်ရွေးကောက်ခံရဖို့အခွင့်အလမ်းနှဲပါနေမှာကိုစိုးရိမ်နေကြတယ်လို့သူက ဆိုပါတယ်လူမှုသဘောထားကောက်ယူမှုစစ်တမ်းတွေမှာလည်း ဖြူထိုင်းပါတီရဲ့လူကြိုက်များမှုနှုံဟာကြဆင်းနေပြီးလမ်းမိတ်ရွေးကောက်ပွဲမှာလွှတ်တော်နေရ90ဒါမှမဟုတ်60ကိုသာအနိုင်ရရှိလိမ့်မယ်လို့ဖော်ပြထားပါတယ်။စစ်မှုရန်တွေနဲ့စစ်လက်နက်ပစ္စည်းတွေလျော်နေလာတဲ့ယူကရိန်းစစ်တပ်ရဲ့တရင်အတပ်ဖွဲ့အချို့ဟာရုရှားတပ်တွေရဲ့ပိတ်ဆို့မှုကိုခံနေရမှုနဲ့အတူယူကရိန်းဟာအန်ဒီယဆောင်အတွင်းကိုဝင်ရောက်လာတယ်လို့ကျွမ်းကျင်သူတွေကသုံးသပ်ပြောဆိုလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ယူကရိန်းစစ်တပ်ဟာစစ်မှုထမ်းတွေနဲ့ဆက်လက်နေပစ္စည်းတွေယော်နေလာကစစ်တပ်ရဲ့တိုင်အင်းတပ်ဖွဲ့အချို့ဟာရုရှားတပ်တွေရဲ့ပိတ်ဆို့မှုကိုခံနေရတာနဲ့အတူယူကရိန်းဟာအနေအဆုံအတွင်းထံဝင်ရောက်လာကြောင်းကျွမ်းကျင်သူတွေက ပြောကြားခဲ့တယ်လို့အေရှာတိုင်းသတင်းမှာဖော်ပြထားပါတယ်။ရုရှားတပ်တွေရဲ့ဝိုင်းရုံးပိတ်ဆို့မှုကိုခံထားရတဲ့ဒေသတွေထဲမှာယူကရိန်းရဲ့ပိုခရော၊ဇာပိုရီရှားနဲ့အခြားနေရာဒေသတွေလည်းပါဝင်နေပြီးတချိန်တည်းမှာပင်ရုရှားကယူကရိန်းရဲ့အရေးကြီးတဲ့အခြေခံအဆောက်အအုံတွေကိုဆက်လက်တိုက်ခိုက်နေပါတယ်။ဒီအခြေအနေတွေကြောင့်ယူကရိန်းစစ်တပ်ဟာအရင်နှိမ်တော့ ဲ့အခြေအနေထံရောက်ရှိလာတာကိုအနောက်နိုင်ငံတွေကထောက်လိုင်းအေဂျင်စီတွေကနားလည်လာကြတယ်လို့ဆိုပါတယ်။ယူရိန်းစစ်တပ်အနေနဲ့ရုရှားကိုဘယ်လိုအချိန်ထိတွန်းလှန်နိုင်မလဲဆိုတာကိုသေချာစွာမသိရသေးပေမယ့်ယူရိန်းစစ်သားအများပြားစစ်တပ်ကိုစွန့်ခွာထွက်ပြေးခြင်းထိခိုက်တေဆုပ်မှုမြင်မာနေခြင်းအစရှိတဲ့အချက်တွေကယူရိန်းနိုင်ငံသားတွေပေးဆက်နေရတဲ့စစ်ပွဲအခြေအနေကိုပြသရာရောက်နေပါတယ်။ဒီအချိန်မျိုးမှာစစ်ပွဲကိုဥရောပတိပြန့်နှံ့စေဖို့စစ်ကိုချက်တွင်အတွက်ရန်လိုမှုတွေဖန်တီးဖို့ယူရိန်းကအကောင်းဆုံးကြိုးပမ်းနေပြီးအချက်တဲကနေရုံးထွက်ဖို့ပြင် စင်နေပါတယ်။နေတိုးနဲ့ဥရောပနိုင်ငံတွေဓာတ်ရဲပါဝင်လာမယ်ဆိုရင်ယူကရိန်းပဋိပက္ခပုံမဆိုးရပြင်းထန်တဲ့အခြေအနေမျိုးကိုရောက်ရှိသွားမှာဖြစ်ပါတယ်။လက်ရှိအချိန်ထိရုရှားနဲ့အမေရိကန်ဟာဂျာကန်စစ်တွေမှာပါဝင်နေပေမယ့်ဓာတ်ရဲထိတိုက်တွေ့ခြင်းမရှိသေးပါဘူး။ရုရှားရောအမေရိကန်ပါနျူကလ িয়ার လက်နက်အင်အားကြီးနိုင်ငံတွေဖြစ်တဲ့အတွက်မကြုံစဘူးထိခိုက်ပျက်စီးစေနိုင်တဲ့လုံနိုင်စွမ်းတွေရှိနေကြပါတယ်။လက်တလုံးအနေထားတွေရာပဋိပက္ခကိုပြည်လဲစေဖို့ဆွေးနွေးညှိနှိုင်းမှုတွေအတွက်စစ်မှန်တဲ့အခွင့်အလမ်းမရှိပါဘူး။ အမေရိကန်သမ္မတဒေါ်နယ်ထရန့်ဟာရုရှားသမ္မတပူတင်နဲ့အလက်စကာမှာအစည်းအဝေးပြုလုပ်ခဲ့ပေမယ့်ယူကရိန်းအရေးနဲ့ပတ်သက်ပြီးဘလို့သဘောတူညီချက်မှမရရှိခဲ့ပါဘူး။မက္ကဆီကိုသမ္မတကဒေါ်နယ်ထရန့်ရဲ့စီးရီးအကူအညီကိုညှင်းဆို့လိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မက္ကဆီကိုနိုင်ငံအတွင်းရှိမူရီစီဝါဂိုင်းတွေကိုနှိမ်နင်းရမှာအကူအညီပေးတဲ့အနေနဲ့အမေရိကန်တပ်ဖွဲ့တွေကဝင်ရောက်တိုက်ခိုက်ပေးမယ်ဆိုတဲ့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့ကန့်လန့်ချက်ကို မက္ကဆီကိုသမ္မတကလော်ဒီယာရှိန်ပန်းကညှင်းဆုခဲ့တယ်လို့ AP ကဖော်ပြခဲ့ပါတယ်။ထရန့်ကအမေရိကန်နိုင်ငံအတွင်းဝိရစေဝါတွေဝင်ရောက်မှုကိုရှင်းတန်းဖို့ဘာပဲလောက်ရလောက်ရလှုပ်ဆောင်မှုဆန္ဒရှိကြောင်းပြောကြားခဲ့ပြီးနောက်တရက်အကြာမှာရှိန်ပန်းရဲ့မှတ်ချက်စကားထွက်ပေါ်လာတာဖြစ်ပါတယ်။ဒါကဖြစ်လာမှာမဟုတ်ပါဘူး။သူကဒီအကြောင်းကိုခဏခဏပြောခဲ့ပူပါတယ်။မက္ကဆီကိုမှာအမေရိကန်စစ်တပ်ကဝင်ရောက်ကူညီပေးဖို့နဲ့ရာဇဝတ်ခိုင်းတွေကိုတိုက်ခိုက်ဖို့လိုအပ်တာမှန်သမျှကူညီပေးမယ်လို့ထရန့်ကကန့်လန့်ခဲ့ပါတယ်။ ဒါပေမဲ့ကျမတို့ပူပေါင်းဆောင်ရွက်နိုင်တဲ့အကြောင်းထောက်လိုက်ရတဲ့တင်းတွေနဲ့ကူညီပေးနိုင်တဲ့အကြောင်းကိုကျမကပြန်ပြောခဲ့ပါတယ်။ပြီးတော့ကျမတို့နိုင်ငံထဲမှာပြည်ပအစိုးရကဝင်ရောက်ဆက်ဖက်မှာကိုတော့လက်ခံမှာမဟုတ်ဘူးဆိုတာကိုလည်းကျမကပြန်ပြောခဲ့ပါတယ်လို့ရှင်းပန်းကပြောကြားခဲ့တာပါ။ရှင်းပန်းကအဲ့ဒီအကြောင်းကို Trump နဲ့ American နိုင်ငံသားရေးဝန်ကြီး Marco Rubio တို့ကိုအရင်ကတည်းကပြောကြားခဲ့ပြီးသူတို့ကလည်းနားလည်ကြတယ်လို့ဆိုတာပါ။ Trump ကတော့ November 19ရက်မှာ မက္ကဆီကိုနိုင်ငံရဲ့မူရစ်စေဝါနှိမ်နှင်းရေးနဲ့ပတ်သက်ပြီးသူ့ရဲ့သဘောထားကိုထုတ်ဖော်ပြောဆိုခဲ့တာပါမူရစ်စေဝါတွေကိုတားဆီးဖို့မက္ကဆီကိုမှာတိုက်ခိုက်မှုတွေလှုပ်ချလာလို့မိမယ်ဆိုရင်ကျွန်တော်ကတော့မူရစ်စေဝါတွေကိုရှက်တန့်ဖို့ဘာမဆိုလှုပ်ဆောင်သွားမှာပါလို့ပြောကြားခဲ့ပါတယ်အဲဒီနေ့မှာပဲမက္ကဆီကိုရဲ့အမေရိကန်တန်ရုံးကလည်းအမေရိကန်ဟာမက္ကဆီကိုမှာတပတ်တက်လှုပ်ရက်ကိုလှုပ်ဆောင်မှာမဟုတ်ကြောင်းပြောကြားထားတဲ့ Rubio ရဲ့မှတ်ချက်ပါဝင်တဲ့ဗီဒီယိုတစ်ခုကို X လူမှုမီဒီယာမှာမျှဝေခဲ့တာပါ နွေဘာ၁၈ရက်မှာလည်းအဲ့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးအမေရိကန်နဲ့မက္ကဆီကိုတန်တမန်တွေဆွေးနွေးခဲ့ကြပါတယ်။ CNN သတင်းဌာနရဲ့နောက်ဆုံးသတင်းတပုတ်အနေနဲ့အခစားသတင်းကိုတင်ဆက်ပေးပါမယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ဟာပေါ်တူဂီအသင်းခေါင်းဆောင်ရော်နယ်ဒိုနဲ့အင်ဗျူရိုမှာတွေ့ဆုံပြီးအမတ်တရလက်ဆောင်ပေးခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ အမေရိကန်သမ္မတဒေါ်နယ်ထရန့်ဟာပေါ်တူဂီသင်္ကောင်းဆောင်ရန်နီဒိုနဲ့အင်ဖြူရော်စီအိုဗယ်အော့ဖစ်မှာတွေ့ဆုံပြီးအမတ်တရားလက်ဆောင်ပေးခဲ့ပါတယ်။ဒါဝိုက်ဟောက်စ်ကအမေရိကန်သမ္မတဒေါ်နယ်ထရန့်နဲ့ရော်နယ်ဒိုတို့လမ်းလျှောက်ပြီးစကားပြောပြုံးရွှင်နေတဲ့ဗီဒီယိုကိုတူဂုံ CR7 နဲ့45 47ဆိုပြီးခေါင်းစဉ်တက်ကသူတို့ရဲ့ဆိုရှယ်မီဒီယာပေါ်မှာမျှဝေမှုပြုလုပ်ခဲ့ပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ဟာ Sorry အင်ရှင်မင်သားမိုဟာမက်ဘင်ဆယ်မန်ရော်နယ်ဒိုအပါအဝင်နာမည်ကြီးအများပြားကိုတဲကင်းအဲ့ကန်ခဲ့တဲ့ညစာစာပွဲမှာတားပြစ်သူဘာရွန်စီကနေချစ်ခင်မှုတွေပို့ပြီးရခဲ့တဲ့အတွက် နယ်ဒိုကိုကျေးဇူးတင်ကြောင်းပြောခဲ့ပါတယ်။ဒေါ်နယ်ဒရန့်ကတားပြစ်သူဘာရွန်ဟာရော်နယ်ဒိုရဲ့အမာခံပရိသတ်ဖြစ်တယ်လို့လည်းပြောခဲ့တာပါ။နောက်ကဘက်ကျွမ်းကျင်သူတူကဒေါ်နယ်ဒရန့်ဟာရော်နယ်ဒိုနဲ့တွေ့ဆုံတဲ့မှာတားပြစ်သူဘာရွန်ရဲ့အာသာစွမ်းရည်တွေအကြောင်းကိုပြောနေတယ်လို့ပြောခဲ့ပါတယ်။ရော်နယ်ဒိုကသူတို့ကိုအဲခံမှုအတွက်အမေရိကန်သမ္မတဒေါ်နယ်ဒရန့်ကိုကျေးဇူးတင်တယ်လို့သူ့ရဲ့ဆိုရှယ်မီဒီယာမှာရေးသားခဲ့ပါတယ်။ရော်နယ်ဒိုကဖိတ်ကြားမှုအတွက်ရောကျွန်တော်နဲ့ကျွန်တော်ရဲ့အနာဂတ်ဇနီးလောင်းကိုနှွေးတွေးစွာကြိုးစုံမှုအတွက်ကျေးဇူးတင်ပါတယ်သမ္မတကြီး။ကျွန်တော်တို့တူချင်းစီမှာအတိတ်ပဲရှိတဲ့တစုံတရာပေးဖို့ရှိပြီးရဲရင် ်မှုတာဝန်ယူမှုထာဝရငြိမ်းချမ်းရေးတို့နဲ့အဓိပ္ပာယ်ဖွင့်ဆိုထားတဲ့အနာဂတ်ကိုတည်ဆောက်ဖို့မျိုးဆက်အစ်တွေကိုလုံးဆော်ရမှာကျွန်တော်ရဲ့အခမ်းအကဏ္ဍကိုတာဝန်ယူဖို့အသင့်ရှိတယ်လို့ရေးသားခဲ့တာပါရိုနယ်ဒိုဟာဒေါ်နယ်ထရန့်နဲ့တွဲဆုံခြင်းနဲ့သူ့ရဲ့ဆန္ဒကို PS Morgan နဲ့ပြုလုပ်တဲ့ပြီးခဲ့တဲ့အင်တာဗျူးမှာဖွင့်ရခဲ့ပြီးဒေါ်နယ်ထရန့်ရဲ့ငြိမ်းချမ်းရေးကြိုးပမ်းမှုတွေကိုချီးကျူးခဲ့ပါတယ်ဒါအပြင်ရိုနယ်ဒိုဟာပြီးခဲ့တဲ့ဇူလိုင်လကသူ့လက်မှတ်ရေးထိုးထားတဲ့ပေါ်တူဂီဂျာစီကိုဥရောပကောင်စီအကြီးကအန်တိုနီယိုကော့စတာထံကနေတမနာဒေါ်နယ်ထရန့်ကိုပေးခဲ့တာလည်းဖြစ်ပါတယ် စီအန်အိုင်သတင်းဌာနရဲ့2025ခုနှစ်နိုဝင်ဘာလ20ရက်နေ့အတွက်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ကြည့်ချိုအားပေးကြတဲ့မိဘပြည်သူများအားလုံးစိတ်ချမ်းသာကိုယ်တိုင်မှကြပါစေရှင်။